ြည်ပြည်ဆိုင်ရာလူအခွင့်အရေးနေ့ဖြစ်တဲ့ဒီဇင်ဘာလ10ရက်နေ့မှာပြည်လုံးကျွတ်အတန်းတိတ်တပိတ်ပြုလုပ်မှာဖြစ်တဲ့အတွက်ပြည်သူတရက်လုံးပါဝင်ကြဖို့တိုက်တွန်းနှိုးဆော်မှုကိုသခိုင်းတိုင်းစလင်းကြီးမြို့နယ်အတွင်းကဈေးရုံနဲ့လူသောလဲတွေပေါ်မှာဒီဇင်ဘာလ10ရက်နေ့ကပြုလုပ်ခဲ့လို့ဒေသခံတွေစီကသိရပါဗျာ။ ဒီဇင်ဘာလစီရနေမှာကြာရောက်တဲ့အပြပြဆိုင်ရာလူအခွင့်ရေးနေမှာတနိုင်ငံလုံးအတိုင်းအတာနဲ့ကျဲလက်မြို့ပြမကြမ်းအတန်တိတ်တပိတ်မှာပါဝင်ပေးဖို့လိုင်းလံနှိုးဆော်ခဲ့ရလို့ချင်းတွင်းမြစ်ကမ်းဘဲတပိတ်ကော်မတီဝင်ကိုအောင်ခန်းစော်ကပြောပါတယ်။လုံမြောက်နေမြေဒီမှာရှိတဲ့ကျေးော်တွေနဲ့လူတော်လမ်းမကြီးတွေဈေးတန်းတွေမှာလက်ကန်စားဆောင်တွေဝင်ကခဲ့တာဖြစ်ပြီးလူမျိုးကွေးနေရာတချို့မှာလည်းအတန်တိတ်တပိတ်မှာပါဝင်ကြဖို့လက်ကန်စားဆောင်တွေလိုင်းလံကတ်ခဲ့တယ်လို့ဆိုပါတယ်။ ်အတတဲ့တပည့်ပြုလုပ်မဲ့နေမှာစစ်ကောင်စီကလည်းမြို့ကြီးတွေပေါ်မှာရှိတဲ့လူစီကားရနေရာတွေမှာလုံခြုံရေးတွေချထားဖို့နဲ့ကြက်ခိုင်ရဲပါတီစီယုံလေးလေးပွဲတွေ ပြုလုပ်ဖို့အစီအစဉ်ထားတယ်လို့စစ်ကောင်စီနဲ့နှိစက်သူတွေစီကသိရပါတယ်ရှင်